ဒီအကြောင်းအရာတွေကို ကျူးလွန်သူကမရှက်တတ်အာမနာတတ်ပေမဲ့ကျမရှက်လွန်လို့အရင်ဒီဆုံးမိသားစုဝင်တွေကိုတော့မပြောခဲ့ဘူးတဲ့အရာတွေပါ စိတ်ထောက်ပေါက်အနေနဲ့တင်ဝင်ပြပါရှင်အိမ်တော်သက်ငါးနှစ်ပါ ခလေးမရှိပါဘူးအမျိုးသားကအချိန်ချင်းဖောက်ပြန်ပါတယ်ရံဖြစ်ရင်လည်းလက်ပါပါတယ်တလေးဆန်တကောင်လို့ရိုက်တာပါ သူ့အမားကို ကျမဘက်ကဘာမှမပြောပဲပါးစပ်ပိတ်နေရင်အရိုက်မခံရပါဘူးဖောက်ပြန်တိုင်း ဝစ်ချီတန်းချီချော့ပါတယ်။တခါချော့ရုံနဲ့မရရင်စကလုံးတွေ အမှုအရာတွေနဲ့အကျန်းဖက်ပါတယ်။ပြေတနာတစ်ခုကိုအပြစ်တအားဘယ်တော့မှဖြေရှင်းပေးတာမခံရပါဘူး။အစအလယ်အဆုံးအပေါ်ရန်စကားအပေါ်ရန်လောက်ရတွေနဲ့ပဲဆက်ဆံခံခဲ့ရပါတယ်။အစပိုင်းဖောက်ပြန်မှုတွေမှာငိုယိုတောင်းပန်ပါတယ်။မပြတ်နိုင်ဘူးမကွဲနိုင်ဘူးဆိုပြီးသူအမ သူနောင်တရကြောင်းတောင်းပန်ပါတယ်။ ကျမကိုတကယ်ချစ်တာပါလေဆိုပြီးခွင့်လွှတ်ပေးခဲ့မိပါတယ်။ပထမဆုံးအချိန်ခွင့်လွှတ်မိခဲ့တာအရန်နောင်တရမိပါတယ်။အချိန်တွေလဟသက်ဖြုံးမိလို့အရက်ကွန်လောက်ကစားမိမအကုန်လုပ်ပါတယ်။သူ့လိုသမျှခွင့်လွှတ်နေရင်ဟန်ဆောင်ပန်ဆောင်ချစ်ပြပါတယ်။အဆိုးဆုံးအချိန်တွေကတော့2025မှာပါ။နိုင်ငံရေးအချိန်တွေကြောင့် day care ရန်ပေါ်ရမျိုးတစ်ခုကို ပြောင်းနေခဲ့ရပါတယ်။အဲ့မှာသူ့ရဲ့ဗီဇာက ဝင်ဝင်ကြီးကိုပေါ်လာတာပါ။ကျမမိဘအိမ်အလဲပြန်စင်းနေပြောရင်အတင်းဆော်လိုက်ပို့တာပါ။အရန်အခဲ့တာလုံးဝရိပ်မမိခဲ့ဘူး။ဖောက်ပြန်မှုတွေသိမခံနိုင်လို့ငားလာပိုင်းမှာတရားရုံးတက်လက်မှတ်ထိုးခဲ့ပါတယ်။အဲ့အချိန်ဖောက်ပြန်တာစာနဲ့ပဲတွေ့ခဲ့ရတာပါ။ဒါဟာသူ့အတွက်မဟာအခွင့်အရေးတစ်ခုဖြစ်ခဲ့ပါတယ်။ပြီးတော့ပြန်ပေါင်းမိပါတယ်။နောက်လာရတယ်ပြောလို့ပါ။ကွာရှင်းစာချုပ်ပြက်ပြီလို့ပြောပါတယ်။သူဖောက်ပြန်တဲ့အခါကျ ျမနဲ့ကွာရှင်ပြီသားလို့ပြောပြီးဖောက်ပြန်ပါတယ်။ဘယ်အချိန်ကလေးကဖောက်ပြန်ဒေကဲရီနဲ့ပတ်သက်နေတယ်လဲမသိပေမဲ့ကျမသိခဲ့ရတာခုနှစ်လပိုင်းမှာကျမသိတယ်။အပြင်ထိ official တွဲတာကိုသိခဲ့ရတာပါ။ခေါ်အိတ်တဲ့ဒေကဲ agency တွေနဲ့ပြောထားတဲ့ SS3 မနှဲပါဘူး။ပောက်ကွဲဝဲမရဘူး။အပြစ်တင်ခွင့်မရခဲ့ဘူး။တောင်းပန်မခံရပါဘူး။ဒေကဲကို အတီတွဲလို့အဲ့ကောင်မကိုတော့ပြောလို့ ကျမကိုရန်ရှာပါတယ်အင်ကနှင်ထုတ်ပါတယ်ဒေကယ်ရီအတွက်သိညာနဲ့ချီသုံးပြစ်ပါတယ်ကျမအတွက်စေသိန်းတော်မသုံးခဲ့ဘူးပါဘူးကျမကိုဆိုဘယ်တော့မှစေတနာမရှိခဲ့တဲ့လင်ပါဝင်ငွေက သူရောကျမရောရှိပါတယ်ကိုရှာကိုသုံးပါငွေမရှာနိုင်လို့သူ့ကိုမပြတ်နိုင်ခဲ့တာမဟုတ်ပါဘူးရှင်ချစ်တဲ့စိတ်နဲ့ချိန်မိတိခံပေးနေခဲ့တာပါ အချိန်ချင်းကျမတန်ဖိုးကိုစော်ကားခံခဲ့ရတယ်ကျမရှိနေရတဲ့လေ ညရီပြောင်ပြောင်တင်းတင်းအပြင်ထွက်အိပ်ပါတယ်ဒိတ်ခင်းနေပါတညငလင်းလှုပ်ပါတယ်အဲ့အချိန်သူရှိနေပါတယ်အရန်ကြောင့်နေတဲ့အချိန်အပြင်ထွက်မအိပ်လောက်ဘူးထင်ခဲ့တာဒိတ်ခင်းနေတော့အိပ်ပါတယ်သမီးစားဆက်ဆက်ရေးပါအိပ်ရင်တော့ငွေပေးရပါတယ်မပြတ်နိုင်ခဲ့လို့ကျမအင်ကိုတော့ဘာမှမပြောပဲချိန်မေးတီးခန့်ခဲ့ပါတယ်နာစရာတွေစုနေပါပြီခုနလပိုင်းသူပတ်စံနေအရန်ဖြုံပြီးရှစ်လပိုင်းကျမစီပြန်လာပါတယ်လူကတော့တအိမ်သေးပါ စိတ်ပြန်လာတာကိုပြောတာပါ။ရွှေသိမ်းတော်မှာပွဲပေးမယ်လို့ယုံစားမိပြန်ပါတယ်။ပွဲပေးပြီးရင်သူတော်ဝင်ချေပြီးအထင်နဲ့ဆက်ပြီးနိုင်စားပါတယ်။လက်ထဲငွေရှိလာရင်ကျမကိုလုံးဝလူရမသွင်းတာပါ။ကျမစီပြန်လာလိုက်ကျမကိုချစ်လို့ထင်ပြီးအဲ့တုန်းကကိစ္စတွေရင့်မိပြောမိပါတယ်။ကျမမရခဲ့ဘူးတဲ့အခွင့်အရေးတွေ၊ဂယုဆိုင်မှုတွေတခြားကောင်မတွေအပေါ်သူလုပ်ပေးပါတယ်။အဲ့ဒါကိုတွေးမိပြီးဝမ်းနဲ့လို့ရစ်တယ်လို့ပြောမိတာပါ။ ါကိုတအားအော်ဟဲ့အိမ်ပေါ်ကနှင်ချပါတယ်ဘလို့မှတိမခံနိုင်လို့အိမ်ခွဲနေလိုက်ပါတယ်ကျမနဲ့ကျမညီမလေးနှစ်ယောက်တည်းတိုက်ခန်းကားနေပါတယ်အဲ့မှာမပြတ်နိုင်ဘူးဆိုပြီးအတင်းလာရော့ပါတယ်တကယ်ကတန်မှုမဲ့ဆိုလာဆက်ဆန်တာပါတိုက်ခန်းအစ်စ်မှရင်ဖြစ်ပြီးတိုက်ခန်းအဟောင်းကို သူပြန်သွားပါတယ်တရက်ပဲကြာပါတယ်အဲ့မှာအဲ့တရက်မှာတကယ်ခေါ်ပြီးအိပ်ပါတယ်သူလည်းအိပ်နေတော့ဒါလဲသူအိပ်နေတော့ဟိုဘက်ကစာရီပို့လို့သူ့အနေနဲ့စကားအင်ဂျီမှပေါ်လာလို့ပါ သူ့ကိုနှိုးပြီးမေးပါတယ်နှိုးရမလားဆိုပြီးဒေါသထွက်ပြပါတယ်လက်ဘူးလက်ချက်မိတာကိုမဟုတ်ဘူးညင်ပြီးကျမကိုရိုက်မဟန်ပြပါတယ်အဲ့ဒါနဲ့အိမ်ပေါ်ကဆင်းသွားပါတယ်အခုမြင်ရတဲ့ SS ကညနေကပြောထတာပါ သူကမှားပြီးကျမကိုတပြားမှ မတန်ဘူးပြောပါတယ်တဲ့ဖာတယ်လောက်တောင်တန်မှုမရှိဘူးလို့အပြောခံလိုက်ရသလိုခံစားရပါတယ်။ကွာရှင်းပြတာတော့သူအိတ်ချင်တဲ့အချိန်လာအိတ်ရလို့ကျမကိုလောင်ပါတယ်။သစိမ့်တွေတော့ ကိုယ့်အပေါ်ကောင်းမှုရင်ကျေးဇူးရှိမှုရင်တော်ရုံပြောမထွက်တဲ့စကားလုံးတွေကျမအမျိုးသားကကျမအပေါ်သူဖောက်ပြန်တိုင်းသုံးပါတယ်။သူခေါ်အိတ်တဲ့နာမည်ကြီးဘားတွေကလပ်တွေအထိတွဲသားတွဲလာလုပ်တဲ့ဒိတ်ခဲတွေကငငယ်ချောချောလှလှလေးတွေပါပဲ။ကျမကမပြင်းထက်မစင်ထက်လှလည်းမလှပါဘူး။ကျမမှာအနာဂတ်မိသားစုသားရဖို့ပဲခေါင်းထဲရှိပါတယ်။မလားလို့ဂယုမဆိုင်တာတမို့မထားတာဆိုရင်လည်း အစကတည်းကသူများသားသမီးဘဝကိုလာမဖြစ်စီပါနဲ့လားရှင်ဘဝနဲ့ရင်ပြီးမှရခဲ့တဲ့သင်ခန်းစာတွေပါကျမကလွဲပြီးကမ္ဘာပေါ်မှာရှိရှိသမျှမိမတိုင်းအပေါ်ကောင်းကောင်းဆက်ဆံ respect ရှိရှိဆက်ဆံတဲ့လူစားပါကျမတွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်အရာပေါ့အခုတော့လုံးဝစိတ်ပြတ်သွားပြီမို့ဘလို့နည်းနည်းမှပြန်မပတ်သက်တော့ပါဘူးရှင်ငါနဲ့နဲ့တဘွားစာသင်ခန်းစာရတယ်လို့ပဲမှတ်ပါတယ်မြမငယ်လေးများအိမ်တော်ပြုမယ်ဆိုရင် တေချာစဉ်းစားပြီးမှယူပါမိမိတန်ဖိုးကိုဘလို့နည်းနဲ့မှအကြမခံကြပါနဲ့ချစ်လို့တီးခံခွင့်လွတ်ပေးခဲ့တဲ့အရာတွေကသူတို့မျက်လုံးထဲမှာလမ်းမေးဖာတဲ့တသားတော့တန်ဖိုးရှိမနေခဲ့ပါဘူးရှင်ဒါအိမ်တော်ကြီးခံစားချက်ပဲရှင်ဖွင့်ထားတာပါစီးပွားရေးငွေရေးချေးရေးသူ့မိသားစုကိစ္စဘာတစ်ခုမှလူရသွင်းမခံရပါဘူးသူ့ချေသူ့လက်အကုန်သူ့စိတ်တိုင်းကြပါပဲအစာပိုင်းပြောပြီးပေမဲ့မောတာပဲအဖက်တယ်လို့ဘာတစ်ခုမှ ဝင်မဆွတ်ဖတ်တော့ပါဘူးငါ့ကိုချစ်လို့ငါအနာဂတ်နေထွက်မသွားတာပဲလို့နှစ်လက်ဘိန်းတော့အတွင်းနဲ့ပဲပေးကပ်နေကြတာပါကျမအသက်30ပြည့်တော့မှာပါတသားမိမိလေးတွေနဲ့တာယာတဲ့မိသားစုဘဝလေးအရန်လိုချင်ခဲ့ပါတယ်သူမကောင်းတာတည်တည်နဲ့ဘဝအစ်တကူထပ်မဆချင်လို့သူနဲ့ပဲအဆုံးထိသွားဖို့မျှော်လင့်ခဲ့တာပါအခုတော့ SQ ကိုကျမကိုယ်တိုင်ပဲယူသိမ်းလိုက်ပါပြီကျမဘဝဒီနားရင်ရပ်မနေနိုင်ပါဘူးကျမလိုချင်တဲ့ဘဝကျမဖန်တီးယူအောင်ပါပါ ကျမလည်းတန်မှုရှိသောကျမကိုကျမတတ်သိထူမှာပါစာဆက်မရေးတတ်တော့လို့ဒီလောက်ပါပဲရှင်မိမသားတို့ရှင်ဖွင့်ရာ